အယူတယောက်လိုမျိုးပဲစွန့်မြေထားတာဘယ်တော့မှတည်ဆောင်တော့ပါဘူးဗင်ဆန်ဗန်ဂိုးမဟုတ်လီယိုနာໂດဒါဗင်ချီ the artist may die but the art never die ဗင်ဆန်ဗန်ဂိုးဆိုရတဲ့ပကြီးကနှစ်နှစ်သုံးနှစ်အရွယ်တည်းကပကြီးကိုစိတ်ဝင်စားခဲ့လို့ကမ္ဘာမှာနာမည်အကြီးဆုံးပကြီးကဘယ်ပကြီးကလဲဆိုပြီးတော့ကျွန်တော်တို့ top 3 list ထဲမှာသတ်ရှာရဲဆိုနံပါတ်1ချက် Mona Lisa ။နံပါတ်2ချက် The Last Supper အဲ့နှစ်ခုလုံးက Leonardo Da Vinci ဆွဲထားတဲ့ပုဂ္ဂိုလ်ကားတဲ့။ဒါပေမဲ့နောက်ဆုံးတစ်ခု The Starry Night လို့ခေါ်တဲ့ Vincent Van Gogh ဆွဲထားတဲ့ပုဂ္ဂိုလ်ကားနံပါတ်3နေရာမှာတည်ရှိနေတယ်။အဲ့ကြောင့်ဒီနေ့ဗီဒီယိုမှာကျွန်တော်ပြပြပေးသွားမယ်။ Okay ဒီ Vincent Van Gogh လို့ပြောမယ်ဆိုရင်သူဆွဲထားတဲ့ဒီ Starry Night ပုဂ္ဂိုလ်ကားအရန်ကိုသဘာဝကျတဲ့ Astrophysics တွေပြီးဒီ Science နဲ့ပတ်သက်တဲ့လေ့လာတဲ့လူတွေ Scientist တွေအရန်ကိုသဘောကျတဲ့ Painting တစ်ခုလို့ပြောရဲဆိုရင်လည်းမမအောင် Vincent Van Gogh ကြောင့်လည်းနေကြည့်မယ်ဆိုရင်30ရဲ့ match လောက်1853ခုနှစ်မှာသူမွေးဖွားခဲ့တယ်။ နယ်သာလန်မှာမွေးပြီးတော့ပြင်သစ်မှာကြီးပြင်းခဲ့တယ်လို့တယောက်။ပကြီကိုလစ်လာတဲ့အချိန်ကလူများစုထင်ကြတယ်ဗျဒီပကြီတကူကိုလောက်ထိပညာသားပေါအောင်ဆွဲနိုင်တဲ့လူဆိုပြီးတော့လူတွေများစုထင်ကြမှာပါတယ်ဆိုငငယ်တည်းကသူက DNA ထဲမှာပေါ့ပကြီပညာရပ်ပါလာတာတို့နှစ်နှစ်သုံးနှစ်အရွယ်တည်းကပကြီကိုစိတ်ဝင်စားခဲ့လို့အဲ့ထက်ဆလစ်လာခဲ့တယ်လို့ထင်ကြတယ်။ဝင်းဆန်ဘန်ကူတို့ပကြီကိုစပြီးလစ်လာခဲ့တဲ့အချိန်ကသူတက်28နှစ်မှာသူပကြီစဆွဲခဲ့တာ။ သူ့အသက်38နှစ်ထိသူနေွားခဲ့တယ်ပကြီတက်တန်သူ့မှာ10နှစ်ပဲသူရှိခဲ့တာအဲ10နှစ်အတွင်းမှာသူဆွဲဝါးတဲ့ပကြီကားပေါင်းက1000ကျော်တယ် ဆိုအဲ့တခေါင်ကျော်ပကြီကားထဲမှာတခုပဲအရန်ကိုနာမည်ကြီးလာလို့ပြောလို့ရတယ်အဲ့ဒါ The Starry Night ဆိုတော့ဒီ Starry Night က Science နဲ့ပတ်သက်ပြီးတော့လည်းအများကြီးပါနေတာကိုတွေ့ရတယ်ဆိုတော့ Physics နဲ့ပတ်သက်ပြီးတော့လည်းအများကြီးပါနေတာကိုတွေ့ရတယ်ဆိုတော့ဒီပကြီကားကိုကျွန်တော်တို့ decode လုပ်ကြရအောင်သူယုံကြည်တာပါတယ်လို့မြင်ရဆိုရင် God is Nature Nature is Beauty ဆိုတော့တဘာဝအရန်ကိုလှပါတယ်တဘာဝကိုဖျားသခင်ပေးတာတယ်အဲ့ဖျားသခင်ပေးရတဲ့တဘာဝကိုသူကခံစားပြီးသူဆွဲတယ်သူဆွဲတဲ့အခါမှာလည်းလူတွေကကြည့်ပြီးခံစားမိအောင်လို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ပဲသူကဆွဲတာ ူမဆုံးခင်နှစ်နှစ်သုံးနှစ်အတွင်းမှာသူစိတ်ရောဂါဖြစ်နေတယ်ဆိုပြီးတော့သူ့ကိုယ်သူလက်ခံပြီးတော့သူကိုယ်တိုင် volunteer လုပ်ပြီးတော့ပြင်သစ်ကစိတ်ချမ်းမာရေးဆေးရုံမှာသူကိုယ်တိုင်သွားနေခဲ့တယ်။အဲ့နေခဲ့တဲ့အချိန်မှာပဲဆွဲခဲ့တဲ့ပကြီးက The Starry Night အခုထိအရောင်းနာမည်ကြီးတဲ့သူ့ရဲ့ဘဝတစ်ခုလုံးမှာအကျန်း career တစ်ခုမှာရန်လုပ်ပြောင်းလဲပေးသွားတဲ့ Vincent Van Gogh ရဲ့ The Starry Night ပေနေရသူစိတ်ချမ်းမာရေး တကယ်ပြောနေမှဆိုယူနေတဲ့အချိန်မှာဆွဲသွားတာဆိုတော့သူယူရဲဆိုပြောလဲအကလုံးကပြောကြတယ်အဲ့ပကြီးကသူရှိပြီးတော့သူဆွဲခဲ့တဲ့အချိန်ကလောကနာမည်ပဲထွက်ခဲ့ဦးဒါပေမဲ့သူတေသွားပြီးနောက်ပိုင်းမှာပဲအဲ့ပကြီးကနာမည်လောကထောင်တက်ခဲ့တယ်သူနာမည်ပါပကြီးကနဲ့အတူသူနာမည်ပါထောင်တက်ခဲ့တယ်ဆိုတော့ကျွန်တော်ဒီအကြောင်းပြောရမယ်ဆိုရင်သူဆွဲခဲ့တဲ့ပကြီးအကြောင်းအဲ့ပကြီးကိုကျွန်တော်နင်းသေးလာမယ်ဆိုရင်အဲ့ပကြီးမှာဘာတွေပါလဲဆိုတော့နံပါတ်၁ချက်ညတညာအပင်ပါတယ် အဲ့အပင်ကနေသူမြင်ရတဲ့မြေကိုသူအထဲမှာထိုင်နေပြီးတော့သူမြင်ရတဲ့မြေကိုသူဆွဲတာသူစိတ်ယောဂါစိတ်ယုံမှာသူနေတဲ့အခန်းတစ်ခန်းရှိတယ်အဲ့အခန်းဖြတင်းဘောက်ကနေပြီးတော့သူမြင်ရတဲ့မြေကိုအဲ့မြေကိုသူဆွဲတာသူဆွဲသွားတဲ့ပုံစံရွာတရွာမှာအပင်တစ်ပင်မှာနက်ခတ်တရားတွေပုံစံမျိုးသူဆွဲတာတယ်ဆိုတော့ဒီဟာကိုကျွန်တော်တို့ဘာကြောင့်ကျွန်တော်တို့ဒါ science နဲ့ပတ်သက်တဲ့ဟာလို့ကျွန်တော် ပြောရမယ်သူဆွဲရတဲ့ပုံစံကိုကြည့်မယ်ဆိုရင်သူကြုံရတဲ့ motion နဲ့ သူထဲမှာဖြစ်လာတဲ့ emotion နဲ့ motion နဲ့ emotion နဲ့နှစ်ခုပေါင်းပြီးတော့သူဆွဲလာတာဆိုတော့ဒီဟာဆွဲပြီးတော့2004ခုနှစ်မှာ NASA ရဲ့ဂျိုလူတစ်ခုကနေပြီးတော့ capture လုပ်ထားတဲ့ဓာတ်ပုံတစ်ပုံကဒီပုံတွေက science လေလုံးဝသတ္တုတွေတော့သတ္တုရတယ်ဆိုတော့ study night painting လိုမျိုးရှိတယ်ဆိုပြီးတော့ပြောကြအမှားစပြီး2004နောက်ပိုင်းမှာ the study night painting ရဲ့ war record တွေဝင်လာတယ်ဆိုတော့ သူရှိနေစဉ်ကဘသူမှသူ့ကိုမလေးစားဘူးအယူတယောက်လိုမျိုးပဲစွန့်မြေထားတာသူဆွဲတာပကြီကားကိုမဟုတ်ဘူးဆိုပြီးတော့ပြောပြခဲ့တဲ့လူတွေအကုန်လုံးကအခုသူ့ပကြီကားကိုလေးစားပြီးကျွန်တော်ကိုယ်တိုင်တော့သူ့အကြောင်းပြောပြနေရပြီဆိုတော့ The Museum of Modern Art မှာရှိတဲ့ America in New York မှာ The Museum of Modern Art မှာအဲ့ပကြီကားအဝတ်ဖီထားရှိတာတည်းဆိုတော့အဲ့အကြောင်းနဲ့သူ့အကြောင်းနဲ့ပတ်သက်ပြီးတော့ရုပ်ရှင်တွေလည်းရှိတယ်စာအုပ်တွေလည်းအများကြီးထွက်လာတယ်သူကစာရေးတာရယ်ပကြီဆွဲတယ် ဆိုတော့သူ့အကြောင်းလည်းပြောပြရမယ်ဆိုရင်အများကြီးရှိတယ်ဗျထွက်ပြီးတော့ great scientist are great artist ဆိုပြီးတော့ Albert Einstein တော့ပြောပြခဲ့ပူတယ်ဆိုတော့ scientist တွေအကုန်လုံးကလည်း artist တွေပဲဆိုပြီးတော့တကယ်ကိုကြီးမားတဲ့ different ဖန်တီးမှုတွေအကုန်လုံးလို့တော့ကျွန်တော်ဘယ်နေရာမှမဆိုလူလောကကြီးမှာအမှုပညာ evolve ဖြစ်နေတယ်ဗျာဥပမာကျွန်တော် time ni ပြောနေတာလည်းအမှုပညာတစ်ခုပဲဆိုတော့ကျွန်တော်ဘေးထဲမှာရှိနေတဲ့ noise တွေအားလည်းအဲ့ဒါအမှုပညာတစ်ခုပဲ everything is art but we have to feel it ကျွန်တော်တို့ခံစားမိရင်အဲ့ဒါတွေကအမှုပညာပဲ ဆိုတော့ကျွန်တော်တို့ဖြစ်နေတဲ့ဒေါသကလည်းအဲ့ဒါ emotion မိမိလည်းအဲ့ဒါလည်းအမှုပညာတစ်ခုပဲဆိုတော့အရာရာတိုင်းမှာကြည်တက်တယ်ဆိုရင်အမှုပညာမျိုးလုံးသားရှိရဲဆိုဘယ်နေရာမှာမဆိုအမှုပညာရှိနေတယ်ဆိုတော့နောက်ဆုံးမှာ Vincent van Gogh အတွက်ကျွန်တော်ချီးကျူးစာလေးတစ်ခုနဲ့ကျွန်တော်ဆုံးသက်ချင်တယ် The artist may die but the art never die ပကြီးဆွဲတဲ့လူတည်ဆုံးသွားရင်တည်ဆုံးသွားလည်းမယ်ဒါပေမဲ့သူဆွဲတဲ့ပကြီးကတော့လုံးဝတည်ဆုံးသွားမှာမဟုတ် အမှုပညာရှင်တွေသေဆုံးသွားရင်သေဆုံးသွားလိမ့်မယ်ဒါပေမဲ့သူဖန်တီးတဲ့အမှုပညာတွေကဘယ်တော့မှသေဆုံးသွားမှာမဟုတ်အဲ့လိုမျိုးပဲဗင်ဆန်ဗန်ဂိုးဖန်တီးရတဲ့အမှုပညာတွေကလည်းဘယ်တော့မှသေဆုံးသွားမှာမဟုတ်ဗင်ဆန်ဗန်ဂိုးမှမဟုတ်လီယိုနာໂດဒါဗင်ချီဆိုတော့နောက်ပိုင်းအရောက်နာမည်ကြီးတဲ့ artist တွေသူတို့ဖန်တီးတဲ့အမှုပညာတွေကလည်းဘယ်တော့မှ ပျောက်ဆုံးပျက်စီးသွားမှာမဟုတ်ဆိုတော့ဒီ Sterling Night Painting ကဘာလို့အရန်တန်မိုးကြီးတာလဲလို့မေးရဆိုအခုအချိန်မှာဘာဆိုတော့ဒီလို Sterling Night Painting မျိုးနောက်ဘလို့မှပြန်မရတော့ဘလို့အချိန်နေဘလို့ life မှာပဲပြန်ပြန်ပြန်မရတော့ဘာဖြစ်လို့လဲဆိုတော့အဲ့ကဲ artist ကတည်ဆုံးပြီးသွားတယ်သူတည်ဆုံးပြီးသွားပြီးတော့မှသူ့ရဲ့ creation လုံးဝမရှိဘူးဒါသူ့ရဲ့ last art ဆိုပြီးတော့ထွက်လာတဲ့ပုံမှာဒီလို art တွေတော့ထပ်မထွက်လာတော့ဘူးဆိုတော့ကျွန်တော် market တစ်ခုထဲမှာ PC ရဲ့ stock အရန်နေနေတယ်ဆိုရင်အဲ့ PC ရဲ့ value ကပိုပြီးများလာလိမ့်မယ်အဲ့သဘောတရားအတိုင်းပဲ win server ကိုထပ်ဆွဲမယ်ပကြီးကမရှိတော့တဲ့အတော့မှာ The Story 那部电影，也是我当母鸡的片。